ောင်းမဲမင်္ဂလာပါတခင်းဖုတ်ဘောနယူ ARF YouTube channel နဲ့တခင်းဖုတ်ဘော new ARF တက်တော့နေပြီးတော့ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်အဆိုင်ဆုံးကစားသမားများ5ဦးထဲရနံပါတ်3ကစားသမားကိုကျွန်တော်ပြပြပေးပါမယ်ဒီနေ့နံပါတ်3ကစားသမားကတော့ကျွန်တော်တို့ကလေးဘွားဟီရိုကျွန်တော်တို့ရဲ့အချစ်ဦး အခြေဦးဆိုဟုတ်လေရောရချင်းချစ်တာတော့မဟုတ်ဘူးเนาะကျွန်တော်တို့အကြိုက်ဆုံးပေါ့เนาะအကြိုက်ဆုံးတီယိုဝဲကော့အကြောင်းပဲဖြစ်ပါတယ်တီယိုဝဲကော့အကြောင်းကျွန်တော်အာဆင်နယ်ပိတ်တက်ဖြစ်လာတာပါကျွန်တော်တို့အာဆင်နယ်ပွဲကျွန်တော်တို့2000 6000ခုမှာအာဆင်နယ်ဝဲကြီးကြည်တော့ဆိုရင်ကျွန်တော်ကျွန်တော်တို့ဘောလုံးကျွန်တော်အပြင်ဘက်မှာဘောလုံးကန်ရင်တော့မတောင်ပန်းကစားပြီးတော့ဝဲကော့ဝဲကော့နဲ့ပြေးခဲ့တဲ့အချိန်ကာလလေးကိုကျွန်တော်သတိရမိပါတယ်။တီယိုဝဲကော့တီယိုဝဲကော့ဟာ ကျွန်တော်တို့ရဲ့ငယ်ဘဝဟီးရိုးပါဒီဝက်ကောကအာဆင်နယ်ရဲ့ခစ်ပြက်နေတဲ့အမေရိကန်ကြီးတိဆောက်ပြီးတော့ဟိုက်ဘူရီကနေပြီးတော့အမေရိကန်ကြီးတိဆောက်ပြီးတော့အမေရိကန်ရဲ့ငွေကြေးပမာဏတွေကိုဖြည့်ရှင်းနေရတဲ့အချိန်ထားပါတော့ဖာဗရီကတ်တို့အဲအလက်ဇန္ဒားဆောင်းတို့ဆာမနာဖရီတို့အစရှိရဲ့ကစားသမားတွေဘမ်ဘာစီတို့အစရှိရဲ့ကစားသမားတွေအားလုံးကိုအာဆင်နယ်ရောင်းထုတ်နေရတဲ့အချိန်မှာတီယိုဝဲကော့တဦးထဲတာနဲ့အာဆင်နယ်ကိုတစ္ဆာရှိပြီးတော့ဘယ်အသင်းကမှမပြောင်းမဲနဲ့နောက်ဆုံးအာဆင်နယ်ခစ်တခစ်ကို ခေတ်တစ်ခေတ်မှာပါဝင် အချိန်အကြာဆုံးပါဝင်ကစားသမားကစားသွားခဲ့တဲ့ ကစားသမားတဦးဖြစ်ပါတယ်တီယိုဝဲကော့ရဲ့တစ္ဆာကတော့တော်တော်လေးရှိပါတယ်တီယိုဝဲကော့ကအာဆင်နယ်နောက်ဆုံးအာဆင်ဝင်းကားကြီးအနားယူသွားတဲ့အချိန်ထိကိုသူအာဆင်နယ်မှာရှိနေသေးပါတယ်နောက်မှသာဦးနိုင်အမ်ရီလက်ထက်ရောက်မှသာသူအေဗာတန်ကိုပြောင်းသွားတယ်နောက်ဆောက်တန်တမှာပြောင်းသွားတယ်အခုကစားသမားဘဝကိုအနားယူသွားပါပြီငငယ်ရွယ်နဲ့တီယိုဝဲကော့ကအာဆင်နယ်ရဲ့ အရှိကြဆုံးသောတတ်တော်ရှိကစားသမားတဦးဖြစ်သလိုအာဆင်နယ်ရဲ့ချစ်ဖို့အပေါင်းဆုံးကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ကဲဒီနေ့ကျွန်တော်ပြောပြပေးချင်တာတော့တီအိုဝက်ကော့အကြောင်းလေးပဲဖြစ်ပါတယ်။တီအိုဝက်ကော့ကို1989ခုနှစ်မန်လာ16ရက်နေ့မှာအင်္ဂလန်နိုင်ငံလန်ဒန်မြို့စတမ်မိုးဆိုတဲ့ရပ်ကွက်မှာငွေခဲ့ပါတယ်။အာဆင်နယ်အာဆင်နယ်ကစားသမားတော်2006ခုနှစ်မှာသူစတင်ခဲ့ပါတယ်သူရဲ့ငယ်ဘဝစတင်ခဲ့တဲ့ကလပ်ကတော့ ကစားသမားကောင်းတွေအများကြီးထွက်ရှိတဲ့စိတ်မေပြီးစောက်သန်းနေပြီးရောစောက်သန်းလူငယ်ကစားသမားစောက်သန်းလူငယ်ကစားသမားဘဝကိုစတင်ခဲ့ပါတယ်2006ခုနှစ်မှာအာဆင်ဝင်းကားကြီးရဲ့ခေါ်ယူမှုကိုခံရပြီးတော့2018နှစ်2018ထိအာဆင်နယ်မှာကစားခဲ့ပါတယ်2006ခုနှစ်မှာအာ2006ခုနှစ်မှာတီအိုဝဲကောဟာဟာအာအက်စတွန်ဗီလာနဲ့ပွဲမှာလူစားဝင်ပြီးတော့သူ့ရဲ့အာဆင်နယ်ပထမဆုံးပွဲဥပဒေကစား ပွဲဥထွက်ကိုကစားခဲ့ပါတယ်ပွဲဥထွက်မှာဂီဟာဂီဘာတိုဆေးပါရဲ့ဂိုးကိုသူဖန်တီးပေးနိုင်ခဲ့ပါတယ်ဒါကတော့တီယိုဝဲကော့အာဆင်နယ်ကိုစစတင်ရောက်ရှိလာတဲ့အကြောင်းလေးပေါ့နော်တီယိုဝဲကော့အကြောင်းတော့မင်းများဆက်ဆက်ပြောစရာမလိုဘူးဘာလို့လဲဆိုတော့သူကပရီးမီးယားလိမှာပဲကျင်းလဲတဲ့ကစားသမားတူဖြစ်လို့ပါဘိုင်ယန်မြူနစ်တို့ဘာလို့ကသူ့ကိုကန်လန်းခဲ့ပေမဲ့လည်းတီယိုဝဲကော့ကညှင်းဆိုခဲ့ပါတယ်အဲတီယိုဝဲကော့ကကျွန်တော်တို့ရဲ့ဟီရိုတီယိုဝဲကော့ကသူကဘာတွေလဲဆိုတော့သူ့ရဲ့ဉာဏ်တော်မြင့်စပီပေါ့နော်အဲ့ခက်တော့ကတော့ကန်နေပြီးခက်ဆိုတော့ မြန်နိုးမြစ်တောင်ပိုင်းကစားသမားတွေရဲ့ခန်းကဏ္ဍအရင်ရေးပါတယ်ပေါ့နော်အဲ့ခေတ်တော့ဆိုရင် white phillip တို့အဲပြီးရင် aron lino တို့ aron lano တို့ထပ်တယ်နော် aron lano စပါ aron lano တို့ပြီးရင် arsenal ရဲ့ theo wecko တို့ဆိုတာတောင်ပိုင်းမှာဖွက်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 နဲ့အရင်မြန်တဲ့ကစားသမားတွေဖြစ်ပါတယ်ဒါပေမဲ့သူတို့ထဲမှာအကောင်းဆုံးကတော့ theo wecko ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့လန်နိုတို့ white phillip တို့ဆိုတာအပြေးပဲရှိတာပါတီယိုဘက်ကအပြေးလည်းရှိတယ်အလင်းခေါက်လည်းပို့ပြီးတော့ကောင်းတယ်ပြီးတော့သူ့ရဲ့ထူးခြားချက်ကအဆုံးသက်ပိုင်းနေပါတောက်ဖြတ်ဘောတွေချူးတဲ့နေရာမှာတိတ်ကိုကောင်းတဲ့ကစားသမားတစ်ယောက်ပါ အဲတီယိုဝဲကောရဲ့တောက်ဖြက်ပေါ်တွေဆိုရင်ခုခေတ်စာကာတို့ဘာလို့ကောင်းတာထအောင်ဖို့ကောင်းပါလေထိန်းလို့မရပါဘူးခိုးပြီးသားပါအဲ့ခေတ်တော့ကတော့တီယိုဝဲကောဟာရန်အောင်ကောင်းမွန်တဲ့ကစားသမားတယောက်ဖြစ်ခဲ့ပါလေအာဆင်နယ်ပိဒတ်တိုင်းချစ်လိုက်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်မနေ့ကပြောခဲ့တဲ့အရင်နေ့ကပြောခဲ့တဲ့အိုဇေးတို့ဆန်ဒီကာဆိုလို့ထက်ပို့ပြီးအာဆင်နယ်မှာကြာရှိသွားကစားခဲ့တဲ့တို့ကအာဆင်နယ်ရဲ့ပြရုပ်အာဆင်နယ်ရဲ့ကစားသမားပြရုပ်တစ်ခုကိုပြပါဆိုရင်တီယိုဝဲကောကိုပြရပါလိမ့်မယ်။ဘာလို့လဲဆိုတော့တီယိုဝဲကောကအာဆင်နယ်မှာအချိန်ကြာဆုံးကစားခဲ့တဲ့ကစားသမားတအုပ်ဖြစ်တအုပ်တွေထဲတစ်ယောက်ပေါ့နော်။ အဲသူ့မှာကစားသမားဘဝထူးထူးခြားခြားအောင်မြင်မှုများရှိခဲ့ပေမဲ့လည်းအာဆင်နယ်ခေပြတ်နေတဲ့အချိန်မှာအာဆင်နယ်အသင်းကိုထမ်းပိုးပေးတဲ့ကစားသမားတယောက်ဖြစ်ခဲ့ပါတယ်။အသင်းကိုစိတ်ပြတ်ပြီးဘယ်တော့မှထွက်မသွားတဲ့ကစားသမားတဦးအပါဝင်ပဲဖြစ်ပါတယ်။ကျွေးမိနေတဲ့တင်နေတဲ့အာဆင်နယ်ဟာတီယိုဝဲကော့ကိုလက်ထက်မှာဖလားလက်မှတ်ရာလီကို အချိန်အကြာမြင့်စွာ ဖြတ်ကျော်ခဲ့ရပါတယ်ဘောနော်အချစ်ဖလားရဲ့လက်မရာဒီဟိုရှစ်ရှစ်ရာဒီလား70ရာဒီလားမျိုးเนาะကျွန်တော်လည်းမမှတ်မိတော့အဲ70ရာဒီလောက်ဖြစ်မှဖြစ်တယ်ဖလားလက်မရုံเนาะအဲ့လောက်ကြီးဖြတ်တန်းခဲ့ရအောင်เนาะအခုမှဖလားလေးမရတာဖလားလေးဟိုမရတာဟိုပြောဆိုနေအောင်ပါဖလားလက်မရာဒီအကြီးဖြတ်တန်းခဲ့တာဒါကိုသီးခံပြီးကျွန်တော်တို့အာဆင်နယ်သွေးတဲ့တွေအားပေးခဲ့တာအခုအခုဒီနှစ်အဆင့်နှစ်ရလဲအာဆင်နယ်ပဲတန်းဆင်းသွားလဲကျွန်တော်တို့ကအာဆင်နယ်ပဲဘာမှလာမပြောနဲ့ဟုတ်တယ်မလားဆောင်းမဲဝင်ဘာပဲဝင်ကျွန်တော်တို့အာဆင်နယ်ပဲသူများအသင်းတွေတော့အောင်မြင်မှုရမှာ ကြိုက်တဲ့ထက်မှာကျွန်တော်အာဆင်နယ်ပိသက်တွေမပါဘူးပေါ့နော်အဲ့တော့တီယိုဝဲကောလည်းအဲ့လိုပဲခစ်ပြက်သူကလည်းအာဆင်နယ်ပိသက်တွေအောင်ပဲခစ်ပြက်တွေထဲမှာခစ်ပြက်ကြီးထဲမှာအာဆင်နယ်အသင်းကိုထမ်းပိုးထဲထမ်းပိုးခဲ့တဲ့ကစားသမားတဦးဖြစ်ပါတယ်အဲသူ့အနေနဲ့အောင်မြင်မှုတွေသူ့ရဲ့ခြိစွမ်းခြိစားအောင်မြင်မှုတွေလိုချင်တယ်ဆိုရင်ဒီထက်ကောင်းတဲ့အသင်းတွေသူပြောင်းဖို့ခွင့်ရင်းတွေရရှိခဲ့ပါတယ်ဒါပေမဲ့သူမပြောင်းခဲ့ပါဘူးပြီးတော့အာဆင်အတီအိုဝဲကောနဲ့အာဆင်နဲ့လမ်းခွဲရလဲလှပခဲ့ပါတယ်အနေမြင်အတက်ကြကစားသမားဘဝမှာအနေမြင်အတက်ကြသိမ့်မရှိခဲ့တဲ့တီအိုဝဲကောကကစားသမားဘဝကိုရိုးရိုးအေးအေးနဲ့ ဒီလိုရှင်းရှင်းပဲဖြတ်တန်းခဲ့ပါတယ်အာဆင်နယ်ကိုဘယ်လောက်ထိရှက်လဲဆိုတော့စပါးနဲ့ပွဲတော့ကဒီဒါမျိုးလေးပြခဲ့တာဒံယာရပြီးထန်းစင်ပေါ်ပါသွားအောင်ဒါမျိုးလေးပြခဲ့တာပေးသက်တွေအားလုံးမျက်လုံးထဲမှာမှတ်မိနေဦးမှာပါကျွန်တော်မျက်လုံးထဲကတော့မထွက်ဘူးပေါ့နော်ပေါ်တော့အခုတီယိုဝဲကော2023ခုနှစ်မှာအာဆင်နယ်အသင်းကနေပြီးတော့2023ခုနှစ်မှာကစားသမားဘောကအားယူသွားပါတယ်အခုကျွန်တော်တို့တီယိုဝဲကော်လေးကဘာကြီးလုံနေပြီလဲဆိုတော့ကလပ်ရဲ့အာဆင်နယ်အသင်းအာဆင်နယ်သူဘယ်လောက်ချစ်လဲဆိုတော့ပြောပြမယ်နော်အာဆင်နယ်ရဲ့ကလပ်အဗန့် အဘက်ဆမစ်တာလုံနေပါတယ်ပြီးတော့ Sky Sport မှာလည်းလုံနေပြီးတော့ BBC ရဲ့ Match of the Day အစီအစဉ်မှာလည်းပါဝင်လှူရှားနေပါတယ်ဝဲကိုကအာဆင်နယ်ကို2006ကနေ17 2017ခုကစားခဲ့တယ်ပွဲပေါင်း398ပွဲကစားခဲ့တယ်ဂိုး108ကိုရှုခဲ့တယ်ဖန်တီပေးပုံ9ဖက်6ချိန်အထီးတူလုံပေးခဲ့တယ်ဗောနော Everton မှာတော့ ွဲပေါင်း64ပွဲကစားပြီးတော့62ဂိုးရှုခဲ့တဲ့ဖန်တီပေးဖို့မှ89ဂိုးပေါ့နော်ပြီးတော့စောင့်သန်သန်းမှာတော့2020နဲ့2023နှစ်ကစားပြီးတော့ဂိုး23ဂိုးဖန်တီပေးဖို့မှ14ဂိုးနဲ့103ပွဲကစားခဲ့တယ်နိုင်ငံအသင်းအင်္ဂလန်လေယူစေအသင်းတော်ကတော့58ပွဲကစားပြီးတော့8ဂိုးရှုပြီး4ဂိုးဖန်တီခဲ့ပါတယ်ပေါ့နော်အာဆင်နယ်ကကစားသမားဘူက professional ကစားသမားဘူကပွဲပေါင်း960ကစားခဲ့ပြီးတော့ဂိုး155ခုတွင်းပြီးတော့ဖန်တီပေးဖို့68ကျက် ဖန်တီးပေးမှုမှာလည်းသူ့ရဲ့အကောင်းဆုံးရာသီကတော့2013 2014ရာသီပဲဖြစ်ခဲ့ပါတယ်အဲဒီဝက်ကော့ဟာကျွန်တော်ကအတောင်မှန်မှာအရန်ကြိုက်နေတဲ့အချိန်မှာဒီဝက်ကော့ဟာနောက်ပိုင်းအာဆင်နယ်ကတိုက်စစ်မှုမဝင်နိုင်တဲ့အချိန်ပေါ့နော်တိုက်စစ်မှုမဝင်နိုင်တဲ့အချိန်မှာနံပါတ်14ကြီးပေးပြီးဒီဝက်ကော့အထောင်ဖြစ်ကစားခဲ့ပါတယ်အဲ့မှာဝက်ကော့ရဲ့ခြေစွမ်းတွေကဘယ်လိုပြောရမလဲဝက်ကော့တောင်မှန်ပဲကစားတသက်လုံးတောင်မှန်ပဲကစားလာခဲ့ကောင်းဗျာအဲ့တော့အထောင်ကြီးအာဆင်ကထားကစားတော့ဝက်ကော့ကသူကလည်းတီယိုတီယာရီအွန်နရီရဲ့ပရိသတ်ဆိုတော့သူ့ကိုယ်သူအွန်နရီရေထင်ပြီးတော့ ရှောက်ပြီးလို့တဲ့ချိန်မှာဝက်ကွာရှည်စွမ်းနေပြက်ပြီးတော့ဝက်ကွာရှည်စွမ်းကျသွားပါတယ်နောက်ပိုင်းမှာတောင်းမှန်မှာပြန်ကစားမှာဝက်ကွာပြန်ပြီးတော့အဆင်ပြေခဲ့ပါတယ်အဲ့တော့ကျွန်တော်တီယိုဝက်ကွာအကြောင်းတော့တိတ်မင်းမင်းဆက်ဆက်ပြောစရာမလိုပါဘူးတီယိုဝက်ကွာကိုလည်းပေးတဲ့တိုင်ချစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကဲမနှက်ဖြန်ကျွန်တော်ရဲ့အကြိုက်ဆုံးကစားသမား၅ဦးထဲကနံပါတ်၄ကစားသမားအကြောင်းကတော့ကျွန်တော်တို့အကြိုက်ဆုံးကစားသမားတဦးဖြစ်တဲ့အာဆင်နယ်နံပါတ်7ပိုင်ရှင်ရိုဇက်စကီအကြောင်းပဲဖြစ်ပါတယ် ရိုးစစ်စီအကြောင်းကျွန်တော်ထပ်ပြီးတင်ပြပေးပါမယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်တို့ရဲ့အချက်တော်အချက်ဦးတီယိုဝဲကော်အကြောင်းကျွန်တော်ဒီလောက်ပဲတင်တင်ပြလိုက်ပါမယ်တီယိုဝဲကော်ဟာအာဆင်နယ်ရဲ့ခေတ္တခေတ်ရဲ့ပြရုပ်ပါအားလုံးတီယိုဝဲကော်ကိုကျွန်တော်တို့အရင်ကြိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဒီအစီအစဉ်လေးကိုကြိုက်နေတဲ့ရင် like and subscribe လေးပေးသွားပါအောင်ပြီးတော့အဘော်ဒါတို့အနေနဲ့ကြိုက်တဲ့ကစားသမားကိုလည်း comment မှာဝင်ပြီးပြောလို့ရတယ်တီယိုဝဲကော်နဲ့အမှတ်တရတွေရှိရင်လည်း comment မှာဝင်ပြီးပြောလို့ရတယ်အာဆင်နယ်ပရိသတ်တွေအတွက်ဒါကျွန်တော်လုတ်ပြီးခြင်းဖြစ်ပါတယ် ပြီးတော့ကျွန်တော်ကလည်းအာဆင်နယ်ပိတ်သက်ဖြစ်တဲ့အတွက်အာဆင်နယ်အကြောင်းအရအများတမ်းတင်ရှိနေမှာပါအားလုံးကျေးဇူးတင်ပါတယ်